အားလုံးမင်္ဂလာပါနော်ကျွန်တော်ဒီနေ့မနေ့ကပေါ့နော်တောင်းခွန်ထွက်တဲ့ညနေမှာတော့တစ်တီထွက်တယ်ပေါ့ကျွန်တော်မနေ့ရဆိုတော့ကျွန်တော်ဒီမှာကျွန်တော်ဗီဒီယိုက15မိနစ်စာပဲတင်လို့ရတယ်လို့ပေါ့ကျွန်တော်ဒီ break ကိုနော်ဒီ break ကိုတော့တေချာပြောပေးရလိုက်တယ်ဒါပေမဲ့ကျွန်တော်ဒီမှာ break ကိုမကြည့်ပေးရလိုက်ဘူးနော်ဗီဒီယိုမှာအဲဆိုတော့ကျွန်တော်ဟာဒီ YouTube ကျွန်တော် ဘိုင်ဘာ channel မှာပေါ့နော်ကျွန်တော်ဘိုင်ဘာ channel မှာဆိုရင်ဟိုဒီမှာဒီနေ့တော့ပေါ့နော်ကျွန်တော်မနေ့ပိုင်းကတော့10 break ပေါ့ညနေပိုင်းကတော့9 break ပေါ့နော်ထိုးဘက်ကတော့ကျွန်တော်နည်းနည်းများပါဘာပြောမလဲဆိုတော့ထိုးဘက်ကတော့10ဘက်ရှိတယ်10ဘက်မှာကျွန်တော်ပြောမယ်ဆိုရင်9ဘက်ကစင်းသွားပြီပေါ့နော်ရှိပါမှာဒီနေ့မနေ့ကတော့3ခုထွက်တယ်ညနေကတော့3လေးထွက်တော့ပါတော့ ကျွန်တော်ဒီမှာဗောနော်မွေးကန့်ဆိုရင်ဒီမှာမွေးကွက်မွေးကွက်မှာကျွန်တော်ပြမတင်းနေထွက်ပြီးပါရဲ့နော်ရှစ်ကွက်ပြင်မှာတင်းနေထွက်ပြီးလို့ကျွန်တော်ဂျန်နေခုနှစ်ကွက်ကျန်ခုနှစ်ကွက်ကိုကျွန်တော်ဒီမှာမွေးကွက်ကိုဆက်မွေးဖို့ပြောတာမှာနောက်ထပ်နှစ်ကွက်ထွက်တယ်အဲအဲ့ဆိုတော့ကျွန်တော်3ခွန်ထွက်သွားတယ်3ခွန်ထွက်အဲကျွန်တော်ညနေကိုကျွန်တော်9 break ကို maintain ထိုးခိုင်းတယ်ဗောနော်အခုကျွန်တော်ဒီ YouTube channel မှာတော့မတင်ပြဘူးကျွန်တော် Fiber channel မှာတော့ကျွန်တော်စာရေးပြီးမှပေးလိုက်တယ်ပေါ့နော်ညနေကိုကျွန်တော်ကတော့မနေ့ကအတိုင်းပဲပေါ့နော်ညနေကိုငါ break ကို maintain ထုံးပဲပေါ့နော်ပွဲပွက်ထဲမှာလည်းပါတယ်ပေါ့မွေးပွက်ပေါ့ဟုတ်ပြီအဲဆိုတော့ကျွန်တော်တို့ဒီ site လေးတစ်ချက်ပြန်သွားကြည့်မှာပေါ့နော်ကျွန်တော်မနေ့ကပြောတော့ပြောတယ်ခဏနေကြံခဲ့ဦးမယ်ဆိုပြီးမှကျွန်တော်နော်ဒီ၈ွက်ပြင်ကိုနောက်ထပ်တစ်ွက်လာဒီ60ွက်တစ်ွက်ရဲ့ 86တခွဲကျန်သွားတယ်တော်ရရပေါ့အကွက်မများပါဘူးပေါ့နော်ဟုတ်ပြီလောလောဆယ်နေ့တိုင်းကတော့၄ချိန်မှာ၃ချိန်ကတော့မဆိုးဘူးပေါ့နော်အဆင်ပြေတယ်ဒါပေမဲ့ကျွန်တော်တို့ကနေ့တိုင်းကျတော့လေမှန်ကျင်နဲ့မှန်နိုင်တယ်လွှဲကျင်နဲ့လွှဲနိုင်တယ်ပေါ့နော်လာသူရိဆိုတာကိုထောက်တယ်မဟုတ်တဲ့အားကျတော့ချင်းချင်းပြီးကစားကြပါပေါ့နော်ဆိုင်လေးတွေကြည့်ပြီးမှာကျွန်တော်ပြောလို့ကျွန်တော်တော့မွေးဖက်ကိုရရင်ရလို့တော့ခြားပြပေးတယ်ပေါ့နော် ဝင်ဖို့ဝဆိုးရလည်းနဲ့ကျွန်တော်အကွက်များတယ်လို့တော့ပြောတယ်ဒါပေမဲ့တချို့ site တွေကောင်းတယ်ဆိုတော့ကျွန်တော်မဖယ်ခြင်းလို့ဒါဆိုတော့မွေးခွန်း၈ခွန်းမှကျွန်တော်ပြော၃ခွန်းထွက်သွားတယ်ကျွန်တော်မွေးခွန်းကတော့အပတ်တိုင်းလို့လို့ရှားပေးတယ်နော်တွေ့ရတဲ့သူတော့မွေးခွန်းကမွေးနိုင်မယ်ဆိုတော့အဆင်ပြေပါအပတ်တိုင်းနီးပါးလောက်ထွက်တယ်ပေါ့နော်တခါလေးကျွန်တော်မှတ်ထားပါတယ်၁၀ပြည့်၁၀ပတ်မှမှတစ်ပတ်လောက်တော့ပြတ်တဲ့အပင်တော့ရှိတာပေါ့နော်ကျွန်တော်ကလောလောဆယ်မွေးခွန်းကွာ ဒီ formula တစ်ခုတည်းနဲ့ကျွန်တော်သုံးတဲ့ formula တစ်ခုတည်းနဲ့တွားနေတယ်တော့ဘောနော်ဟုတ်ပြီအဲ့ဆိုတော့ကျွန်တော်တို့မနေ့ပြန်နေတိုင်းဘောနော်နေ့တိုင်းထိုးမဲ့ခဏနဲ့ကျွန်တော် break ဘောနော်အကြိုက်သလုံးလေးတော့တွေ့တာအဲ့ဆိုတော့ကျွန်တော်တို့မနေ့ပြန်ထိုးမဲ့နေ့တိုင်းဘောနော်ထိုးကအကွက်ကတော့မများတော့ဘူးခင်ဗျာဒါပေမဲ့ကျွန်တော်တို့ဗုဒ္ဓဖူးနေဘောနော်ဗုဒ္ဓဖူးနေကိုကျွန်တော်ကြည့်တဲ့ဆိုင်ရတော့ ွက်တွေအရင်တော့မများတော့အဲကျွန်တော်မနေ့ပြန်တို့ကိုကျွန်တော်ပြန်သွားမှာပေါ့နော်မနေ့ကျွန်တော်မနေ့က3ခွန်ထွက်တယ်ညနေမှာ1လေးထွက်တယ်ပေါ့နော်3ခွန်ထွက်တယ်ဆိုတော့ကျွန်တော်တို့ကျွန်တော်3ခွန်ထွက်တယ်3ခွန်ညနေ1လေးကျွန်တော်1လေးဆိုင်နေပဲတွားမှာနော်1လေးဆိုင်နေပဲကျွန်တော်ကြည့်ပြင်မှာဟောဒီမှာ၄၁ဆိုင်၄၁ဆိုင်နေရကျွန်တော်တူကလေးတိချကြတဲ့ဆိုင်နေရတော့မတူဘူးတွားထားတဲ့ပုံစံအဲဆိုတိလေးတဲနေပဲတွားမှာနော်တိလေးတော့ ထဲနဲ့သွားမှာဆိုသူ့ရဲ့တပတ်နှစ်ပတ်မြောက်ကတောက်ကြတဲ့ကုန်းက9ခုလို့ပြန်ဆင်းတယ်เนาะအဲ့ပြီးတော့ကျွန်တော်တို့ဒီတစ်ခေါက်တစ်လင်းမှာ90နှစ်ကတောက်ကြကနန်းเนาะ25လို့ပြန်ဆင်းသွားတယ်နောက်တစ်ပတ်မှာတစ်လေးရဲ့တောက်ကြကနန်း40က3ည4လို့ဆင်းသွားတယ်သူကပြောမှာဆိုရင်တော့ညမနဲ့မနဲ့ပေါ့เนาะလို့ရင်းဆင်းတယ်သူကတော့ပြောမှာဆိုအာပြီးဆင်းတာများတယ်ပေါ့အဲ့ဆိုတော့ဒီတစ်ချိန်မှာကျွန်တော်တို့က 65နဲ့3ညတိကိုပြန်ကစားမှာပေါ့နော်65နဲ့3ညတိကိုကျွန်တော်ကြံ6ကြိမ်ပါပေါ့နော်อืมထဲထိုးပြအောင်ထိုးမှာပေါ့နော်ကျွန်တော်3ညတိနဲ့65ကိုလည်းကျွန်တော်ပြန်ပြီးပေးထားတာပေါ့နော်တေဘရိတ်ကိုကြံနဲ့8ကြိမ်မှာလိုက်ဖို့ဆိုပြီးမှတေဘရိတ်ကိုပြန်လိုက်လို့ရတယ်65ကြာထားတဲ့အတွက်ကျွန်တော်တို့တေဘရိတ်ကိုပြန်လိုက်အောင်မယ်ဒီမှာတေဘရိတ်ကြာဒီမှာတေဘရိတ်ကြာအဲ့တော့ကျွန်တော်တို့6ငါးနဲ့3ညနှစ်ကွက်ရှိမှာပေါ့နော် ဟုတ်ပြီကျွန်တော်တို့ပြီးတော့ဒါတော့မနေ့ကလည်းပြပြီးပါပါ့မယ်เนาะဒီ site လေးရပါဒီနှစ်လေးထွက်တယ်ပေါ့เนาะသူအပေါ်ကနန်းသူဖေးကနန်းအဲဆိုတော့ကျွန်တော်တို့ဒီမှာ86နဲ့30ကိုပြန်ကစားမယ်ဆိုပြီးမှတော့ပြောတာအဲဆိုတော့ကျွန်တော်တို့သူကအများဆုံးကြာတော့တနင်္လာနေ့ဒီကြာရေးမှာပေါ့เนาะဒါဆိုတော့မနေ့ပြန်အရင်ပဲထိုးပေါ့เนาะ86ကိုတော့ကျွန်တော်တို့30ကိုတော့65နဲ့30ကိုပြန်ကစားမယ်ပေါ့เนาะမနေ့ပြန်တွေ့ပေါ့เนาะ ဒီ86ကျောင်းဆိုင်မှာပေါ့နော်86 86ကျောင်းထွက်ထားတဲ့ဆိုင်မှာကျွန်တော်ကြည့်မယ်ဆိုရင်တော့သူအောက်ကကဏ္ဍ3ညကိုကိုတုံညလို့ဘုတ်တခုနေမှာပေးရနော်86အောက်က968ဘူးဆိုတာ968ဘူးကသူကတနင်္လာအင်္ဂါမှာကြာပြီးပါပြီကြာပြီးတော့ဖြစ်တဲ့အတွက်သူကထပ်မကြတော့ဘူးဒါပေမဲ့တောက်ကြံနေမှာတော့ပေးသွားတယ်ဟုတ်ပြီသူကတစ်ချိန်ထွက်သွားပြီဆိုတော့ကျွန်တော်ကနားလိုက်လို့ရပြီပေါ့နော်အဲ့ဆိုတော့နောက်တစ်ခေါက်မှာ86ထွက်အောက်84ကသူကတော့တောက်ကြံနေမှာ တောက်ချနေထီသွားတယ်အဲဆိုတော့ကျွန်တော်တို့86အောက်ကဒီခဏန်းပေါ့နော်နှစ်၄30ကကျွန်တော်တို့နှစ်၄30ပြန်ကစားမှာပေါ့နော်အဲ့ဒါလည်းကြံ6ချိန်ခုနကကျွန်တော်ပြောတဲ့ point နဲ့ဆိုရင်65ရဲ့နှစ်၄ရဲ့30ရဲ့86ရဲ့လောဆယ်၄ခွက်ရှိပါတယ်ပေါ့နော်ကျွန်တော်တို့မွေးကွက်ကတော့လောလောဆယ်နားမယ်ဆိုတော့နားလိုက်လို့ရပြီပေါ့နော်မွေးကွက်မှာကတော့ဒါပေမဲ့မွေးကွက်မှာက ကျွန်တော်တို့ထွက်သွားတာ၃ဘက်ထွက်သွားပြီဆိုတော့၈ဘက်မှ၃ဘက်ထွက်သွားပြီဆိုတော့နားလိုက်လို့ရပြီကျွန်တော်အခွေရကြံနေတယ်ပြီးတော့ break 6 break ပေါ့နော်ကတ်မှာပေးထားတဲ့6 break လုံးရဲ့တစ် break လုံးကပြန်ကစားလို့ရပါသေးတယ်အဲဆိုတော့ဟုတ်ပြီကျွန်တော်နည်းနည်းကောင်းတဲ့ site လေးနဲ့ပေါ့နော်ကျွန်တော်တစ်ချက်ပြန်ကြည့် တော့ဒီမှာနော်ဒီ60နှစ်ထွက်တဲ့ site လေးနဲ့လည်းတစ်ချက်ကြည့်မယ်ဖိုတိုဖုန်းလေးက60နှစ်ထွက်တယ်60နှစ်ထွက်ပြီးတော့နော်သူကတော့ဒီ28ဘူးဆိုတော့ပထမပင်မှာ20ရဲ့8ဘူးရဲ့နှစ်ကွက်လုံးပေးသွားဒီတစ်ခါမှာသူကအင်္ဂါနေ့ထိနော်အဲဆိုတော့ဒီ653ဟောကျွန်တော်တို့30ဆိုပြီးမှပေးသွားပြီ30ဆိုပြီးမှပေးသွားပြီဒီ60နှစ်ထွက်ပြီးတော့သူတစ်ဖက်က3ဆိုတာ3ဆိုပြီးမှအင်္ဂါနေ့မှာပေးသွားပြီပေါ့နော် ပေးသွားပြီဆိုတော့ခါကျတော့ကျွန်တော်ဒီနှစ်ကွက်ကိုနားလိုက်မယ်ရှင်းကသုံးခုကိုလောဆက်ဖယ်လိုက်တော့မယ်နော်အဲဆိုတော့ तू ကပမာဗုဒ္ဓဖုနေ့မှာဘာကြားလဲဆိုတော့90နေကြားတဲ့ဆိုင်မှာဒီမှာ90လောလာဆင်းနေအဲ့90ကဘယ်ရန်နေလာဆင်းနေဆိုတော့အဲ့80လုံးထွက်တဲ့ပုံက90ဆိုတာဒီမှာဗုဒ္ဓဖုနေ့မှာ90လာဆင်းနေအဲ့ဒါဆိုတော့ကျွန်တော်ဒီတစ်ခေါက်မှာလည်း30ကိုထွက်တဲ့ပုံက34ကိုကျွန်တော်တို့34ဆိုပြီးမှပြန်ကစားမယ်ပေါ့နော် 34တပွဲရှိမယ်ပြီးတော့သူကျွန်တော်ခုန GSI မှာ၅တုံးဟာ35လို့ဆင်းတဲ့အတွက်40ဟာကျွန်တော်40လို့ပြန်ကစားမယ်ပေါ့နော်အဲ့ဒါဆိုကျွန်တော်နှစ်ခွက်ရှိမယ်34ရယ်40ရယ်ခုနကကျွန်တော်ပြောတဲ့3 3ခွက်4ခွက်ရယ်ဆိုတော့ကျွန်တော်6ခွက်ရှိပါပြီပေါ့နော်6ခွက်ရှိပါပြီကျွန်တော်ကြံတဲ့ဟာ tip break နဲ့6 break ကတော့ကျွန်တော်တို့နောက်လက်ကြံ6ချိန်မှာဆက်လိုက်လို့ရတယ်เนาะ ျွန်တော်တို့ဒီမှာတော့ပြီးသွားပြီ84မှာကလောလောဆယ်ပြီးသွားပြီဒီကဏ္ဍ9တော့9996116ဒီမှာ3ခွန်3ခွန်မနက်ကဏ္ဍနေရဆင်းပြီးသွားပြီသူကတော့ပြီးသွားပြီပေါ့နော်ဒါမဲ့ကျွန်တော်ပြောတဲ့ဒီ3ည5တစ်ခွက်လေးကပြန်ပြီးဆက်ထိုးမယ်3ည5ခွန်လေးထွက်ပြန်3ည5လိုက်တယ်ဆို3ည5တစ်ခွက်လေးကိုကျွန်တော်တို့ဆက်ပြီးမွေးမယ်နော်ကျွန်တော်မနေ့ပြန်မှာအဓိကထားလိုက်ရပါတော့เนาะဟောဒီက1430ရေခုနကျွန်တော်ပြောတဲ့ဒီ ဒီက3လေးပေါ့နော်3လေးရ3လေးလို့အဓိကကစားမယ်3လေးရဲ့40အဲ့4ခုကို main ကစားမယ်ပေါ့နော်ဟုတ်ပြီအားပြီကျွန်တော်ဒီကနေကြည့်တဲ့ size ပေါ့နော်65ပဲထွက်တာ56ပဲထွက်တာပေါ့နော်သူကဒီမှာကျွန်တော်ဒီတစ်ခါမှဆိုတင့်နေကြတယ်65ကြတယ်ပေါ့နော်အဲ့ size နဲ့ကျွန်တော်ကြည့်တာမှာကျွန်တော်ဘုတ်တစ်ခုနဲ့မှာဘာသွားကြိုက်လဲဆိုရင်ညံ့နေ ਉ နော်ညံ့နေ ਉ ဒီမှာတင့်နေထွက်ပြီးတော့သူက ကျွန်တော် net break ပေါ့နော်48ပေးထားတယ်ဒီမှာတော့ပိတ်ရဖြစ်သွား65ထွက်ပြီးပိတ်ရဖြစ်သွားဒီမှာတော့56ထွက်ပြီးမှ48ဆိုတဲ့ကဏ္ဍလာကြပြီ net break ပေါ့နော်အဲ့ဆိုတော့ဒီခေါက်မှာလည်းကျွန်တော်48ထွက်ဖို့ညနေပိုင်းပို့လို့ကြိုက်တယ်ပေါ့နော်ကျွန်တော်အပြီးတော့ကျွန်တော်ဒီအခွေရတော့ကြိုက်ရင်တော့ live ပေါ့နော်ကျွန်တော်ကတော့ကျွန်တော် တဖက်စာပေးထားတဲ့အခွေအား60ကဖြောက်ကနန်းလောဆယ်ကြံကနန်းဖြစ်နေတယ်ပြီးတော့လေးလုံးဝေးရလည်းမထွက်သေးတာဖြစ်တဲ့အတွက်အဲ့လိုဆိုတော့အကြတော့ကျွန်တော်ဒီအခုပေးမဲ့၃လုံးဝေးရောကြိုင်ကစားပါဘောနော်အဲ၃လုံးဝေးပါဒါမဲ့ကျွန်တော်ရိုးရှင်းရှင်းလေးပါဒီနီလန်လေးရတော့ကျွန်တော်ကြည့်ရဲ site လေးနဲ့ပေါ့နော်ဒီမှာတစ်လေးလို့ထွက်ပြရတယ်နောက်နေမှာဘာထွက်လဲဆိုတော့ဟောဒီမှာ68ထွက်တယ်တစ်လေးလို့ထွက်ပြရတယ်ဒီမှာ69ထွက်တယ် တက်လေးလို့ထွက်ပြီးအနေ80ခွန်ထွက်တယ်။ဒီခါတက်လေးလို့ထွက်ပြီးအနေကျွန်တော်တို့က6ခွန်8ဒီ3လုံးခွေတာကကျနိုင်တယ်။6 8 6ခွန်8ခွန်ပေါ့နော်။6ခွန်8ခွေပေါ့။6ခွန်8ရဲ့3လုံးဝေးကကျနိုင်တယ်။အဲဆိုတော့ကျွန်တော်တို့က3လုံးဝေးကိုမနှက်ပိုင်းပဲတီးတန်းကစားမယ်ပေါ့နော်။ဒါကပြီးတော့ကျွန်တော်ညနေဘက်ကိုဗာကြထားလဲဆိုရင်ဒီမှာ85ဆိုတယ်ဒီမှာဒီပထမတစ်ချိန်မှာเนา နိဗ္ဗိတ်လေးကြားထားတယ်နော်အဲ့နိဗ္ဗိတ်လေးကြားတာပြီးတော့ဒုတိယတစ်ချိန်မှာတော့မကြပါဘူးသူကတတိယတစ်ချိန်မှာတော့မနဲ့ခဏန်းကိုညံ့နေပြန်ဆင်းပေးသွားတယ်သူက80 80ကို6ကို8ကသူကအနည်းဆုံးဘယ်နှချိန်လောက်ကြာလဲဆိုရင်ဒီမှာ6ခုကြာခွန်ရှိကြာ6ခုကြာနော်ဒီမှာ68ကြာတယ်68ကြာ6ခုကြာနော်ဒီဒီ3ရက်မှာ6ခွန်ရှိခွေကိုပြန်လိုက်လို့ရ3ရက်စာပေါ့နော် တကယ်တမ်းလိုက်မယ်ဆိုတော့ဒါမဲ့ကျွန်တော်တော့ဘုတ်ထူနေမနဲ့ပိုင်ဘူး6ခုရှင်အခွေကိုအားတာအဲဆိုတော့ကျွန်တော်လည်းပြန်အဓိကထားကစားတော့ပေါ့နော်ကျွန်တော်ရေးလိုက်မင်းရတော့ကျွန်တော်တို့နှစ်လေး30ပြီးတော့3လေး40ပေါ့နော် ကျွန်တော်ဒူးကတော့ခုနပြောတယ်65ရေ66ရေပေါ့နော်အဲ့နှစ်ခွက်ရှိမယ်ပြီးတော့ကျွန်တော်တို့48တခွက်ရှိမယ်အဲ့48တခွက်ရှိမယ်ပြီးတော့ကျွန်တော်ပါကြအောင်မလဲ ီကျွန်တော် net break ကိုဘာလို့ကြိုက်တာဆိုတော့ net break ကိုကျွန်တော်ပြန်ပြပေးလိုက်မယ်เนาะဒီမှာမနက်ပိုင်း30ကုန်30ကုန်ထွက်ပြီးတော့เนาะဒီမှာသူ့ကြာပြင်းနေကနေ20ကကျွန်တော်တို့20ကဒီညနေမှာ20လို့လာကြတယ်အဲဆိုတော့ဒီတစ်ခေါက်30ကုန်တွေ့ပြီးသူ့အပေါ်ကကြာပြင်းညနေ39 net break ကဟောဒီမှာ net break ဆိုပြီးမှလာကြနိုင်တယ်เนาะအဲအဲ့ဒါလေးလည်းရှိတယ်အဲ့ site လေးလေးကိုကျွန်တော်ကြိုက်လို့ပေါ့เนาะ အဲ့ဒီ site လေးကိုကြိုက်လို့ကျွန်တော်ပြပေးတာအဲ့ပြီးတော့ကျွန်တော်ဒီ30ကိုတပွဲရှိမယ်ပြီးတော့သူကတကယ်လို့ပေါ့နော်ဒီသူဟိုထိတ်အပွားပေါ့နော်၃ညနှစ်ကနှစ်၃ညလို့လာဆင်းနေဆိုရင်ကျွန်တော်တို့ကဒီမှာတပွဲရှိမယ်60နှစ်ကကျွန်တော်တို့60နှစ်ဆိုထိုးလို့ရတယ်အဲ့ဆိုတော့အကွက်တရားများွားမှဖြစ်တဲ့အတွက်ကျွန်တော်က60နှစ်ဆိုတာတက်ပရိမှာပါပြီးသားပဲเนาะအဲ တောင်းလုံးဝင်ရတော့ကျွန်တော်တို့6.8ဝေးပြီးတော့ကျွန်တော်တို့အဒီ2မှာပေါ့နော်2မှာခုနပြောတဲ့39တပွဲရှိမှာပေါ့နော်အာမယ်နော် ညနေကိုကကျွန်တော်ကအဓိကနစ်ဘရိတ်ကညနေကိုလိုက်မယ်เนาะနစ်ဘရိတ်ကညနေပေါ့เนาะကျွန်တော်တို့မနေ့ပိုင်းကစားရမှာကဒီအပေါ်ကဒီ6ကွက်ပေါ့เนาะဒီ6ကွက်နဲ့6ကွက်ရှိအခွေးပူပါအဲ့မနေ့ပိုင်းကစားမယ်လေးရှိသုံးခုကိုဖြစ်နိုင်ရင်တော့ညနေမှာကစားမနေ့ပိုင်းကလည်းနည်းနည်းပါးပါးညံပေါ့နော်လောဆယ်ကျွန်တော်ဒီ Viber channel ကျွန်တော်ဒီ Viber channel Telegram channel ကိုလည်း free join ထားလို့ရပါတယ် member ကြီးလုံးဝပေးစရာမလိုပါဘူးเนาะကျွန်တော်ရဲ့ site တွေရရင်ရလို့ချပြပေးတာပါကျွန်တော် YouTube channel လေးကိုလည်း like and subscribe တွေထားပေးကြပါအောင်ကျွန်တော်အဗီဒီယိုအစ်တတင်တိုင်းတီးလို့ရအောင်ပေါ့เนาะဟုတ်ကဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာကြည့်ပေးတဲ့ရောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်